တရုတ်ရဲ့ Type 055ပဲထန်တုံးကြီးတက်ကိုပြောက်ဖြတ်တင်မော်ဟာတရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ရဲ့လေကြောင်းကြိုတင်သတိပေးချက်စနစ်နဲ့ချိတ်ဆက်ပြီးတင်မော်ရေဒါရဲ့ပြည်ပမှာရှိတဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်နိုင်စွမ်းရှိတယ်လို့တရုတ်နိုင်ငံပိုင်မီဒီယာကအတည်ပြုခဲ့ကြောင်း South China Morning Post ကဖော်ပြခဲ့ပါတယ်။ အဲ့ဒါကြောင့်လာစာလို့အမိပေးထားတဲ့အဲ့ဒီဖြတ်သိမ်းမော်ဟာမျက်စိနဲ့မမြင်ရတဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်နိုင်စွမ်းရှိတယ်။တာဝေးပြစ်ဝေဟင်နဲ့ရေပြင်တိုက်ခိုက်ရေးသိမ်းမော်ဒဇင်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီဖြတ်သိမ်းမော်မှာမကြာသေးမီကအိန္ဒိယနဲ့လေကြောင်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ပါကစ္စတန်လေတပ်ကအုံပြုခဲ့တဲ့လေကြောင်းကြိုတင်တရီပေးတဲ့စနစ်နဲ့လည်းချိတ်ဆက်ပြီးဒေတာတွေကိုအုံပြုနိုင်တယ်လို့ပြောပါတယ်။လာစာဖြတ်သိမ်းမော်ဟာဆက်စင်ရေးဆိုင်ရာပူပေါင်းဆောင်ရွက်မှုမှာအလွန်ခက်မိတဲ့ဤပညာကိုပြတ်တာရောက်ခဲ့တယ်လို့ PLA စရေးဤပြဟောင်းဖြစ်တဲ့စစ်ဘက်ဆိုင်ရာကြွယ်ညင်သူစောင့်ကြုံပင်းကပြောကြားခဲ့ပါတယ်။စစ်မြေပြင်အချက်လက်တွေနဲ့ပူပေါင်းမှု ီအခြေအနေကိုချိတ်ဆက်နိုင်မှုဟာပူတဲ့စစ်စင်ရေးဆွမ်းဆောင်ရေးနဲ့သတင်းအချက်အလက်ပေါင်းစပ်မှုရဲ့ပြီးပြည့်စုံတဲ့အနေအထားဖြစ်ပါတယ်လို့သူကပြောကြားခဲ့ပါတယ်။ CCTV မှာတန်းနေမှာလာစာဖြတ်တဲ့မော်ဟာ PLA ရဲ့မြောက်ပိုင်းစစ်ဌာနချုပ်ရဲ့ကြီးအစ်စ်တွေနဲ့ပြုလုပ်တဲ့စီးရေးလေ့ကျင့်မှုမှာပါဝင်ခဲ့ပြီးလေ့ကျင့်ရေးပြမှတ်တွေကိုပဲထိန်တုံးကြီးတွေနဲ့ပြစ်ခတ်ခဲ့ပါတယ်။ကျွန်တော်တို့ကလေကြောင်း 3PGS နဲ့အချိန်နဲ့တပြေးညီတိုက်ပွဲသတင်းအချက်အလက်တွေကိုအသုံးပြုနိုင်ခဲ့ပြီးတိုက်ခိုက်မှုအကွာအဝေးကိုတိုးချဲ့နိုင်ခဲ့ပါတယ်လို့လာစာစစ်တင်မော်ရဲ့တက်ကြွဝမ်မင်ဝေကပြောကြားခဲ့ပါတယ်။ပါကစ္စတန်ကလည်းကက်ရှမီးယားဒေသမှာအိန္ဒိယ တိုက်လေရင်ကိုပစ်ချဖို့တရုတ်ရဲ့နီးပညာကိုအတုံးပြုခဲ့တယ်လို့စောင်းကပြောကြခဲ့ပါတယ်။ပါကစ္စတန်ဟာမြေပြင်အခြေဆိုင် HQ 9B လေကြောင်းကာကွယ်စနစ်ရဲ့အချက်လက်တွေကိုအတုံးပြုထားတဲ့ DK3 လေကြောင်း 3B လေရင်ရဲ့ပြစ်မှတ်လမ်းကြုံမှုနဲ့ဂျီတန်စီတိုက်လေရင်တွေကိုအတုံးပြုက PL50E တပ်ဝိဖြစ်ပဲထိန်တုံးကြီးတွေကိုပစ်ခတ်ခဲ့တယ်လို့တရုတ်ကပြောကြခဲ့ပါတယ်။